ဒီရိတ်မလာပါနားပါမုံလုံးရေပေါ်တွေစားကြငေပီပါရင်တော့အာနာစိတ်ဆိုးတဲ့ဘူးမဟုတ်လားနှစ်တိုင်းတို့မန်တထဲလားဦးမုံချက်လည်းအရင်ပေါက်တာလေအဲဆိုဘိုးကြီးနေနဲ့အရင်တော့ risk များရယ်ပေါ့နော် तू ကအဲ့လိုပြောလာတဲ့အချိန်မှာလို့အရင်တွေးရရတော့ဖြစ်တာပေါ့နော်ဒါပေမဲ့လည်းဩဩဒါအမတ်ဘဝရဲ့အမတ်တရလေးအနေနဲ့ပေါ့နော်ကဲလှုပ်လိုက်ပါမယ်လေးဆိုပြီးလှုပ်လိုက်တာအတက်နိုင်ဆုံးတော့ကြိုးစားထားပါတယ်ဘိုးကြီးဟုတ် ကြည်စားသလားတော့အများကြီးပဲဆိုထားကြတာလေအဲအရှိမမိုင်လီတို့ရောကိုဖြူပြည့်စုံတို့ရောနောက်ဦးမူမင်းတို့ရဲ့ original sound ပေါ့နော်အဲ့လိုမျိုးဆိုတော့ဘိုးကြီးမြန်မာတန်စင်လေးနဲ့ရောရှက်ပြီးတော့တချန်ဒူးလေးပေါ့အဲတချန်ဒူးလေးထည့်ပြီးတော့ဘိုးကြီး version ကိုတော့ပြောင်းထားပါတယ်ပေါ့နော်အဲဘိုးကြီးရဲ့ပထမဆုံးချင်းဆိုတော့ရေးတွေပုံတယ်မလာပါနာပါမုံလုံးရေပေါ်ရစားကြရုပ်သီးပါရင်တော့ ကတော့ဘိုးကြီးကကြိုးစားပြီးတော့လေတင်ပေးတဲ့အတိုင်းလိုက်ဆိုရပါတော့เนาะဘာလို့ဆိုဘိုးကြီးဒီအပိုင်းကကြာတော့ဘိုးကြီးတိတ်နာမလဲဘူးပေါ့เนาะအာမော်လီချင်းကြီးကကြာတော့သူဘိုးကြီးကို focus ခိုင်းလေလုပ်ပေးတာပေါ့เนาะအဲဖင်နီယာမှာဘလူးဆိုဖင်နီယာမှာဘလူးဆိုတော့ဆိုတော့သူအကုန်လုံးတင်ပေးတဲ့အတိုင်းဘိုးကြီးကတော့လိုက်ဆိုတာပေါ့เนาะဟိုဒီဒီဒီချင်းဆိုတဲ့နေရာမှာတော့ဘိုးကြီးကဘာလို့ဘာမှအောင်နားမလဲဘူးပေါ့เนาะသူ့ရဲ့သူ့ရဲ့ flow အတိုင်းသူကရှေ့မှာကိုယ့်ကိုယ့်ကို flow ချပေးရေပေါ့เนาะ အမဒီလိုလေးဆိုဘယ်လိုလေးဖြတ်အဲအဲ့လိုမျိုးသူသူတင်ပေးတဲ့အတိုင်းမျိုးရခုတော့ဆူထားတာပါဟုတ်အဲ့ဒါကြီးကလေတော်တော်ယင်ခေါ်ရတာပေါ့နော်ယင်ခေါ်ရ recording ဘုန်းကြီးတို့တရှင်းတော့ခဏခဏဆိုဘူးပါတယ်နေရီရောအဲရန်ကုန်မှာ stage show တွေလည်းဆိုပြီးတော့ဒါပေမဲ့ recording မလုပ်ဘူးတာပေါ့နော် recording မလုပ်ဘူးတာဆိုတော့အခုလို့ကိုယ်အတန်ကူပြန်ကြားရတဲ့အချိန်မှာအဆင်ပြေပါမလားငါအတန်အဆိုရအဲ့လိုလေး အဲ့လိုတော့အရန်ဖြစ်တယ်အရန် nervous ဖြစ်တယ်ကြောက်လည်းအရန်ကြောက်တယ်ဟုတ်ဘူးကြီးတို့ကမြန်မာအမြတကြံတိုးပါတာဟုတ်တကြံတိုးထည့်ထားဆိုတော့ဘူးကြီးမြန်မာအကဆရာအာကိုလာဝဲအောင်ဆိုတာစုကရေးတရားပေါ့နော်ဆရာကိုခေါ်ပြီးတော့တင်ထားတယ်တကြံသချင်းတိုက်တာကိုပဲဘူးကြီးတို့၃ရက်လောက်တိုက်ပြီးတော့တေးသေးချာချာလေးပြင်ဆင်ထားတာပေါ့နော်ရိုက်တာလည်းအဲ့လိုပဲဘူးကြီးတို့မြန်မာရင်ကြီးမှုနဲ့ကိုက်နေအောင်ပေါ့နော်အာဟိုဟိုဟိုမြန်မာထမိန်လေးတွေအဲ့လိုရှမ်းပေါင်းမီလေးတွေပစိုးလေးတွေနဲ့ပဲလေအဲ့လိုပျော်ကြည့်လိုက်ရင်ပျော်ရဲမှုလေးရအောင်ရိုက်ထားပါတယ်ဟုတ်တော်တော်ခက်ခဲတဲ့တကြံက ဟိုပို့ပြီးတော့အရန်ခုနပြောသချင်းလဲပို့ရုံးနဲ့အရန်စိမ့်နေပေါ့နော်ဒီ recording တွင်းရတော့လည်းပို့ကြီးကြောက်တယ်တချင်ကားကြတော့နည်းနည်းလေးပြင်မနေတာပါအာအဓိကဒူးပချိုးလို့ပေါ့နော်ดูมชูโลเสียอ่ากะเดชูมดีตวยอชွှ้นเล่ยอชွှ้นเล่ก็เลยไม่กะจาบีชูมดีตวยก็เลยอแยชีรอลี အဲ့မှာရှိရ6လုံးကတိတ်ပကတ်တက်ကြတဲ့သူတွေကြီးရယ်ဆိုဘုရားအရန်ကျင့်ခဲ့ရပါဘောနော်ပုံမှန်ဆိုတော့ကြံအကအတိတ်ပြတော့မခက်ခဲပါဘူးအဲဘုရားတို့လည်းစနစ်လည်းကြခြင်းနဲ့အမားရွေးလည်းမပါခြင်းတာနဲ့ဆရာကိုခေါ်ပြီးတော့တင်လိုက်တာပါဟုတ်ဒါဘုရားရဲ့ဘဝရဲ့အမှတ်တရလေးကိုအဲ့တော့ဘုရားတငယ်ချင်းလေးကိုဘုရားအမှတ်တရအနေနဲ့ခေါ်ထားအဲပြီးတော့ပေါလိစနေရကြတော့လေအဲသူကမအားဘူးပကံအောင်သွားမှာဆိုတော့သူ့ကိုတရက်ရိုက်အဲဒီဂျူတီပေါ့တက်တက်တရရရအဲပြီးတော့မှနောက်နေ့ကျတော့ပိုးရိုးရိုက်နည်းနည်းလေးတော့ပိုးရိုးပြင်ပန်းခံထားပါတော့เนาะဟုတ် ။ကြံမှာလည်းဘုရားတချင်းဆိုပဲရှိပါတယ်လက်ရှိလည်းဘုရားတချင်းလေးတွေဆိုဖြစ်နေရများတယ်ပေါ့နော်။အဲအားကြောင့်မို့လို့လေကိုလည်းဩငါလည်းတချင်းတွေဆိုနေရပဲပေါ့နော်။တပုတ်လောက်ပေါ့နော်။အများကြီးဒီလိုမျိုးဟုတ်ရင်တော့မှတပုတ်လောက်ကတော့ဘဝမှာအမှတ်တရအနေနဲ့လုပ်ကြည့်မယ်လေးဆိုတဲ့စိတ်ကူးလေးပါပဲဟုတ်။ဒီကြီးစားစလားဆိုတဲ့အဲတချင်းလေးကဘုရားဘဝရဲ့အမှတ်တရပထမအဦးဆုံးတချင်းလေးဖြစ်တဲ့အတွက်ဘုရားမှာဟိုအခက်ခဲတွေရှိမယ်။အဆင်မပြေရရှိမယ်။ပြီးတော့နားထောင်လိုက်ရင်ဟိုမှာဟိုလေး တမျိုးဖြစ်နေလို့အကောင်းလို့ထင်လဲပိုးအတက်နိုင်ဆုံးစူးစမ်းထားပါပဲပေါ့နော်အပိုးရတော့ဒါဘဝအမှတ်တရအနေနဲ့အစွမ်းကုန်စူးစမ်းထားပါတယ်အပိုးရချစ်တဲ့စိတ်နဲ့ကြည်ပေးကြပါခွင့်လွှတ်ပေးကြပါနားလည်ပေးကြပါလို့ပြောချင်ပါတယ်ဒီတခြင်းလေးကိုနားထောင်ချင်နေဆိုရင်တော့အပွင့်နေဒီမောင် YouTube ကနေနားထောင်လို့ရပါတယ်ပွင့်နေနေဒီနဲ့တက်ဆက်တယ်မောင်ကကြတော့ speech ချတယ်အဲ့ YouTube link လေးမှာလည်းနှာထောင်လို့ရသလို lifestyle protection မှာလည်းအဲ့ page ကနေလည်းနှာထောင်လို့ရပါရဲ့ရှင်ကျေးဇူးပါဟုတ်ကျေးဇူးပါ